အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကုကြမ်းပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးတွေကတော့အတက်ကြမရှိပါဘူးကမားရွှေဈေးကကျွန်တော်၃ရက်ပိတ်ထားတာဖြစ်တဲ့အတွက်ထိုင်းရွှေဈေးလည်းအတက်ကြမရှိပါဘူးဒီနေ့က၁၉ရက်နေ့၄လပိုင်း၂၀၂၅ခုနှစ်ဒီနေ့ထိုင်းရွှေဈေးကတော့ 66.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေကယ်ဈေးဆိုင်ကရောက်နေဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက9350လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောက်နေဈေးက9350ဆိုင်ကလက်ခံတဲ့ဈေးက9400ခွန်းတသမ96နဲ့ပဲပေါက်ဈေးရှိပါတယ် 56.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ကနေရရှိပါတယ်။လက်ကအပီအစီတိုင်းရွှေခဲတစ်ပတ်သားကို9,650ဈေးနဲ့ပေါက်ဈေးရှိနေပါသေးတယ်။ဆိုင်ကလက်ကနေဈေးက9,250ဈေးနဲ့ရခိုင်နှုန်းပြန်မပြတ်ပဲဆိုင်ကပြန်ပြီးတော့လက်ကမှာဖြစ်ပါတယ်။လက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1,000ကနေ2,000ဒီရှိနိုင်ပြီးတော့မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ ဒီနေ့လက်ဝဲရင်နာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးပြတ်ပြီးတဲ့ပြင်ကို4900ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့ထိုင်းရွှေဈေးတွေကတနေကုန်လုံးအတိုင်းတာနဲ့အတက်ကြမရှိဘူးဖြစ်တဲ့အတွက်လက်ရှိပေါက်ဈေးနဲ့သွားပြီးဝယ်မယ်ဆိုရင်ဝယ်နိုင်ပါတယ်လက်ခဈေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာသွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်ခ200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး ကဘာရွှေစည်းက3ရက်တီတီပိတ်ထားတာဖြစ်တဲ့အတွက်လောလောဆယ်တော့အတက်ကြရှိမှာမဟုတ်သေးပါဘူး။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆူတော့မယ်ဆိုရင်တော့ရွှေခဲကိုပဲဝယ်ဆူထားကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။ထိုင်းရွှေအခဲကရေတိုနေနဲ့လက်ရှိမှာအနည်းငယ်ပြန်ချဖို့လားလားရှိပါတယ်။ထိုင်းရွှေစည်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါရစေ။ထိုင်းရွှေစည်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ။